ရိုနီသဘောကျအောင်တိုက်စင်မှုပါတနာမှာဒိုလေးမပါခင်ပရိသမေအောင်မဲမင်လာပါဗျာမန်ချက်စတာဖောဆွန်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်မန်ချက်စတာနိုင်တက်ရဲ့တချိန်ကရွှေခင်းမှာတဒတအားပါဝင်ခဲ့ကြတဲ့အစားမတွေအများကြီးရှိပါတယ်ကျွန်တော်တို့လူလက်ပိုင်း United ပရိသတ်တော်များကတော့ရေယူနေတဲ့ခရစ်စတီယာရော်နယ်ဒိုခစ်ကိုကောင်းကောင်းမြင်ခဲ့ကြမှာပါဒီအတွက်ဟာပရိသတ်ချစ်တော်အတွဲလည်းဖြစ်ပြီး United ရဲ့အသက်သွေးကြောလည်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့ရေယူနီကသူသဘောကျအောင်တိုက်စင်မှုပါတနာအကြောင်းပြောရမှာမန်ချက်စတာနိုက်တက်အသင်းတော်ဟာခရစ်စတီယာနိုရော်နယ်ဒိုရဲ့နာမည်ကိုတော့ခြံရီထားခဲ့ပြီးပရိသတ်တွေကိုအားအားစေခဲ့ပါတယ် ရော်နီနဲ့ရော်နယ်ဒိုတို့ဟာမန်ချက်စတာနိုင်တက်မှာအတူတူ၅နှစ်ကြာကစားခဲ့ပြီးအကောင်းဆုံးတိုက်စစ်တစ်ခုကိုပုံပေါ်ရင်းအောင်မြင်မှုတွေရှာဖွေနိုင်ခဲ့ကြပါရင်ဒါပေမဲ့ရော်နီကတော့သူ့အတွက်အကောင်းဆုံးပါတနာကရန်ဒိုလို့မသတ်မှတ်ထားပါဘူးရော်နီကသူ့အတွက်သဘောကျဆုံးတိုက်စစ်ပါတနာဖြင့်ကာလုတ်တီဘက်ကိုရွေးချယ်ခဲ့ပါရင်တီဘက်ဟာ2008ခုနှစ်ကနေ2009ခုနှစ်ထိ၅နှစ်ကြာအောင်ရော်နီနဲ့တွဲကစားခဲ့ဖို့သူပါယူနိုက်တက်ကလည်း200ဒီလုံးပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ပါရင်ရော်နီကဒီမေးခွန်းကို BBC Sport နဲ့အင်တာဗျူးမှာဖြေပြခဲ့ပါရင် ကာလော့စ်ကမန်ချက်စတာယူနိုက်တက်ကိုစားရောက်လာတဲ့အချိန်မှာကျွန်တော်နဲ့ကာလော့စ်တိုက်စစ်မှာနှစ်ယောက်အတူတူကစားနိုင်မှာမလားဆိုရင်ဝေဖန်မှုတွေအများကြီးရှိခဲ့ပါတယ်။ကျွန်တော်တို့ကလည်းကစားတဲ့ပုံတူတယ်လေနှစ်ယောက်စလုံးကလည်းကြိုးစားကြပြီးနံပါတ်9နေရာကိုလည်းကစားနိုင်ကြတယ်။ဒါမှမဟုတ်နံပါတ်10နေရာလည်းကောင်းကောင်းရကြတာပဲ။ကျွန်တော်ကြားမှာအရန်ကောင်းတဲ့နားလည်မှုတစ်ခုရှိပြီးကွင်းထဲမှာလိုက်ဖက်ညီကြပါတယ်။ကွင်းပြင်မှာလည်းအဆင်ပြေကြပါရင်ဒီတော့ကျွန်တော်တွဲကစားပူးသမားထဲမှာကာလော့စ်ကကျွန်တော်သဘောကျဆုံးတိုက်စစ်မှုပါတနာဖြစ်မယ်ထင်တယ်လို့ရနီကပြောပြသွားခဲ့ပါရင်ယူနိုက်တက်ဟာတိဘက်ရဲ့ပွဲဥထွက်ရာသီမှာရင် ချန်ပီယံလိအောင်မြင်မှုကိုရရှိခဲ့သလို2008 2009ဘောလုံးရာသီမှာလည်း final အထိရောက်ရှိပြီးတော့မှဘက်ကွာလာရဲ့ဘာစီလိုနာကိုရှုံးနိမ့်ခဲ့ပါတယ်။ဒီဘက်ဟာ United အတွက်34ဂိုးသွင်းပေးခဲ့ပြီးအောင်မြင်တယ်လို့သတ်မှတ်နိုင်ပါတယ်။ Redo ကဒီဘက်ဟာ United ရဲ့တိုက်စစ်မှုကောင်းတရားဖြစ်ကြောင်းပြောခဲ့ပူပါတယ်။ဒါပေမဲ့ Rooney ကတော့ Redo ကိုစင်းထဲကနေထုတ်ထားလိုက်ပြီးသူ့အတွက်အကောင်းဆုံးကိုဒီဘက်လိုပဲပြောပြခဲ့ပါတယ်။ရွနီကမန်ချက်စတာနိုင်တဲ့ရဲ့ကနဝင်ကစားမတယောက်ဖြစ်အောင်နေမှာပဲအသင်းရဲ့ဂိုးများဆုံးသွင်းယူထားတဲ့ကစားမလေးဖြစ်ပါတယ်။ ရနီကဒုခိတုအခါရင်အကောင်းဆုံးစားမတွေကကြောက်ဖြစ်ပြီး United အတွက်သွင်းကို253ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာပါဒါ့အပြင်ရနီကအင်္ဂလန်အသင်းမှာလည်းစံရင်တင်ဂိုးသွင်းရှင်တယောက်အဖြစ်2015ကနေ2023အထိရပ်တည်နိုင်ခဲ့ပါသေးတယ်ဒီဘက်ကတော့ဆယ်စုနှစ်နှစ်ခုစာလောင်းအသင်း9အသင်းကိုပြောင်းရွှေ့ပြီး Premier League 3ချိန် FA Cup Champions League နဲ့ Serie A နဲ့ချိန်ရရှိပြီးအောင်မြင်တဲ့တိုက်စစ်မှုတယောက်အဖြစ်အသက်38နှစ်မှာအနားယူသွားခဲ့ပါတယ်ဒီဘက်ကလည်းကစားမဘွားအနားယူပြီးနောက်ပိုင်းနီးပြားဘွားကိုကူးပြောင်းထားသူတယောက်ပါဒီဘက်ဟာ Rosario Central and Independent အသင်းရဲ့နေပြအဖြစ်တာဝန်ယူနေပါတယ်။ရလောမှာဒီဘက်က World H Scorza Inc 2025မှာပါဝင်ကစားရင်အနိုင်ရခဲ့ပြီးလေးကိုတောင်သွင်းယူထားပါသေးတယ်။ Rooney ကတော့သူ့ရဲ့နေပြဘွားကိုရုန်းကန်ရင်ဖျက်ဆီးနေရပါတယ်။ကာလပြအသင်းတိုင်းကိုတန်းဆင်းသွားစေနိုင်လောက်အောင်စွမ်းဆောင်ရည်ကောင်းမွန်နေတာကြောင့် Rooney ကနေပြလောကကနေထွက်ခွာပြီးဘောလုံးတင်ဆက်သူလုံးရမလားဆိုတာစဉ်းစားနေပါတယ်။ Rooney ရဲ့တာလီကန် Rooney တော့ United လူငယ်ကလေးမှာခြေစွမ်းပြနေပြီးအဖေ့ချီအားကိုနင်းတော့ပါပါ။ ရက်ဒိုကအသက်40ကျော်ခဲ့တာတော့ဘောလုံးကစားနေတော့မယ်ဖြစ်ပါရင်ရက်ဒိုကမကြာသေးခင်ကနေရှင်းလင်းချန်ပီယံဆူပလာကြီးကိုပေါ်တူဂီအတွက်ကိုရိုင်းယူပေးခဲ့သလို sorry အသင်း NSR နဲ့လည်းမကြာခင်စာချုပ်တင်ချုပ်ဆိုဖို့သဘောတူညီထားပါရင်ရက်ဒိုအရုံးနေအတွက်ပန္နနာကောင်းအဖြစ်တတ်မှတ်မခံထားပါပဲဘောလုံးလောကမှာတော့အကောင်းဆုံးကစားမဖြစ်ပရိသတ်တွေကဒီနေ့အထိတတ်မှတ်ထားကြဆဲဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါပဲနောက်နေ့မှလည်းအခစားတဲ့ပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Channel လေးကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ